ားလုံးပဲမင်္ဂလာပါကျွန်တော်က CYC ပါဆိုတော့ဒီတစ်ခေါက်မှာတော့ဒီ browser တယောက်တောင်းထားတာက list နဲ့ wallet အကြောင်းပေါ့နော်ဆိုတော့ကျွန်တော်ဒီဗီဒီယိုမှာ list အကြောင်းလေးလုပ်ပေးလိုက်ပါမယ် list ရဲ့နာမည်ရင်းကတော့ ethereum လို့ခေါ်ပြီးတော့ ice magic 3နဲ့မော်ဆီယာတယောက်ပါ list ဆိုတဲ့နာမည်က undead ဖြစ်လို့ရလာတဲ့နာမည်ဖြစ်ပါတယ် undead ဆိုရင် bro Rickin and Dying the Prophet Patch နဲ့ Nico Fox စတဲ့ hero တွေအပြင်တခြား under hero တွေကိုဘလို့ပြင်းမြင်မိမှာပါဆိုတော့ under ထဲမှာလည်းအမျိုးအစားတွေ꽌ရတယ်ပေါ့ဗျာဒါပေမဲ့အဲ့꽌ရတဲ့ရနေပြီးတော့ကျွန်တော်တို့အခုလောစေ Lich နဲ့ Rate ဘလို့꽌လဲဆိုတာပြောပထမဆုံးအနေနဲ့ Rate အကြောင်းပြောအောင်ဗျာ Rate ဆိုတဲ့ဟာကိုကြားတာနဲ့ Dota ဆော့ရလူဆိုလို့ရှိရင် Rickin ကိုပြေးပြီးတော့မြင်မိမှာပါဆိုတော့ Rate ဆိုတဲ့ under အမျိုးအစားကမကျေနပ်မှုတွေနဲ့တည်ဆုံသွားတာမျိုးကနေပြီးတော့ဖြစ်လာတတ်ပြီးတော့ ဘဝမကူးခင်မှာကျွန်တော်ဂလစားခြေချင်တာမျိုး negative emotion တွေနဲ့ဆုံးမသွားရင်ဖြစ်လာတတ်တဲ့ undead မျိုးပါတပတ်က list ဆိုတဲ့ undead ကကြတော့အဆင့်မြင့်နေဗျဘလို့မြင့်လာလဲဆိုလို့ရှိရင်သူတို့ကလူဘဝခန္ဓာရှိတဲ့အချိန်မှာရမ်းတော်တဲ့မော်ဆရာတွေကနေပြီးတော့ဖြစ်လာတာပေါ့နော်သူတို့ရဲ့ magic ကတာမတ်တဲ့ကြော်လွန်ပြီးတော့ damage တွေတုံးပြီးသူတို့အစွမ်းနဲ့သူတို့ခန္ဓာတသားလေးဖြစ်အောင်လှုပ်တာကနေပြီးတော့ undead ဖြစ်လာတာပေါ့နော် magic နဲ့ခန္ဓာနဲ့ကအဲ့လိုမျိုးကြီးတသားလေးဖြစ်သွားပြီးတော့ အန်တက်ဖြစ်သွားတာပေါ့ရှင်းရှင်းပြောရမယ်ဆိုရင်သူတို့နှစ်ခုမှာကွာတာက rate တွေရကြတော့ကလစားခြေကျင်တာတွေအမုန်းနေနဲ့သူတို့လှုပ်စရာတစ်ခုပေါ့နော်ပြီးမြောက်စရာတစ်ခုရှိနေလို့ဖြစ်တည်နေတာဖြစ်ပါတယ်လေ့ချရကြတော့သူတို့လူဘဝအကြောင်းတွေတက်တက်မှော်တွေအကြောင်းတွေလည်းသိနေသေးသလိုအရန်ကျန်းတဲ့အစွမ်းတွေနောက်ကိုပန်းနိုင်ထားပြီးတော့သူတို့ကလိုက်နေတာပေါ့နော်ပြောရရင်သူတို့မက်ချင်တဲ့အရာအလုံးကိုချုပ်ကန်ခြင်းနဲ့ဆန္ဒမျိုးလည်းရှိနေပါသေးတယ် အဲ့ဒါဆိုရင် list နဲ့ rate ကွဲပြားမှုကိုသိလောက်ပါပြီကျွန်တော်တို့ဒီနေ့ပြောမယ် ethering core data တွေရဲ့ list ကြောင်းပြောအောင် list ကသူလူဖြစ်နေစဉ် ice magic သုံးနိုင်တဲ့မော်ဆရာတယောက်ပါ သူ့ရဲ့အစွမ်းကဘလောက်ရှိလဲဆိုလို့ရှင် time တစ်ခုလုံးကိုတော့သူ့ magic နဲ့သိမ်းခဲ့လို့ဆိုတယ်ဗျတော်တော်ကျန်းတယ်လို့ပြောရပါမယ် list ဟာတာမန်မော်ဆရာတယောက်မဟုတ်တော့ဘဲနဲ့သူ့အစွမ်းနေရာ သူ့ကိုပြန်ပြီးတော့ဝါမျိုးလောက်အောင်ထိကိုကျန်းလာပါတယ် လိုမျိုးလဲဆိုလို့ရှိရင်သူ့ရဲ့ရေခဲ magic ကသူ့ရဲ့ခန္ဓာကိုယ်ထဲမှာပါဆိုင်ခဲတွေဖြစ်လာပြီးတော့သူ့ body ရဲ့ဒီနောက်ကျောကနေထွက်လာတယ်ပြီးရင်လက်ကနေပြီးတော့အစွမ်းတွေမထိနိုင်လောက်အောင်အထိကိုတိတိတတ်တာဖြစ်လာတယ်ပေါ့ဗျာအဲ့တော့ list အနေနဲ့ enchanted cloak ဘယ်လိုပြောရမလဲဗျာကျွန်တော်တို့ဒီအစီမံ website နဲ့စီးပြီးတော့အဲ့အစွမ်းတွေကိုမပြတ်အောင်အတားဆီးလုပ်ထားရပါတယ်ဆက်ရမယ်ဆိုလို့ရှိရင် तू ကအဲ့လိုသူ့ match နဲ့ timing တစ်ခုလုံးကိုပါလက်အောက်ရောက်အောင်တင်းထားတာဆိုတော့လူမုံလည်းများလာပါတယ် အဲ့လိုနဲ့မကျင်တတ်တဲ့လူတချို့နဲ့မှော်စရာတစ်တိုက်ကအခါခွင့်ကောင်းတစ်ခုကိုစောင့်နေပါတော့တယ်။အဲ့လိုနဲ့ဒီနေ့ကျတော့သူတို့ကြံထားတဲ့အတိုင်း list အငိုက်မှာဝိုင်းဖန်လိုက်ကြတယ်ဗျ။ဆိုတော့ဒီမှာမေးစရာတစ်ခုတော့ရှိသွားတာပေါ့နော်။ဘာလို့ဖန်တာလဲတခါလည်းမလျှော့လိုက်ဘူးလားမေးရင် list ကအစွမ်းဘလောက်ကြီးလဲဆိုရင် သူတို့တတ်လို့မရပါဘူး။အဲ့ဒါကြောင့်မလို့သူတို့အရင်ဆုံးဖန်လိုက်တာပါ။ပြီးတော့မှ list ကိုဘယ်လိုရှင်းရမလဲဆိုတာသူတို့စကြံတာပေါ့နော်။ နောက်ဆုံးဘလို့တွေးလိုက်လဲဆိုတော့ငါတို့မတက်နိုင်လို့ဆိုလို့ရှိရင်သူအစွမ်းတုံးလို့မရအောင်လုပ်မယ်ပြီးွားရင်လူတွေပြောကြတယ် black bull ခေါ်အဆုံးမရှိတဲ့ရေကန်လေးကိုပြစ်ချဖို့တွေးလိုက်ပါတယ်အဲ့ရေကန်ကဗျာကျွန်တော်လုံးဝအဆုံးမရှိဘူးလုံးဝအကျယ်ကြီးပဲနှက်တယ်လို့ပြောပါတယ်ဆိုတော့ list ခန္ဓာကိုယ်တစ်ခုလုံးကိုဒီအစီမံလုပ်ထားတဲ့ဝိဆာရင်နဲ့ပတ်ပြီးတော့ရေပေါ်ပြန်မတက်နိုင်အောင်အောက်မှာအလေးရင်နဲ့ဆွဲပြီးတော့အဆိုပါ black bull ဆိုတဲ့ကန်လေးကိုပြစ်ချလိုက်ပါတယ် ဆက်ရမယ်ဆိုရင်အဲ့လိုပြစ်ချခံရပြီးတော့အဆုံးမရှိရေကန်အောက်ထဲကိုကြာလာတာတစ်နှစ်ကျော်လောက်ရှိခဲ့ပါတယ်တွေ့ချင်းရင်တစ်နှစ်ကျော်လောက်တန်းလန်းရေအောက်ထဲကြာလာတာကြီးကကျွတ်စင်ကြီးဗျနောက်တော့ရေအောက်နေရန်ဘေးကနေထွက်နေတဲ့ကြောက်ချုံတစ်ခုနဲ့သွားပြီးတော့ညှိသွားမှအောက်ကိုဆက်မသွားပဲအိုင်နားမှာတက်နေတာပေါ့အသက်မရှိရတော့ကြာပြီဒါပေမဲ့ပုတ်တိုးသွားတာလည်းမရှိဘူးဗျဒါကလည်းသူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ ice magic ကဒီ body ကြီးကိုပုတ်တိုးသွားခြင်းမရှိအောင် အစွမ်းနဲ့ကာကွယ်ထားတယ်လို့ပဲပြောရမှာပေါ့နော်အဲ့လိုကြောက်ချွန်တဲ့ချိတ်မိနေပြီးတော့အဲ့နေရာမှာပဲတန်လန်ကြီးနှစ်ပေါင်းများစွာရေထဲမှာဖြစ်နေပါတော့တယ်အပြင်မှာတော့ຫນွေမိုးဆောင်ရာသီတွေပြောင်းအကုန်လုံးပြောင်းလဲနေတဲ့ချိန်ဆရာသမားကတော့ရေထဲမှာပဲပိတ်မိနေတာပါနှစ်တရာဘလောက်ကြာသွားလဲဆိုရင်သူ့ကိုလှုပ်ကြံတဲ့ဘဲကြီးလည်းမရှိတော့သလိုကဘာကြီးကလည်းအများကြီးပြောင်းလဲသွားပါပြီဒီအဆုံးမရှိရေကန်ကြီးဘလက်ဘူးဆိုတာလည်းတချို့တလေသာတီးပါတော့တယ်ဒန်နာကြီးလိုလိုပါလိုလိုဖြစ်နေပြီပေါ့ဗျာအဲ့ဒန်နာကြီးကိုတီးရလူတချို့တွေက အနိုင်ဆိုတဲ့ဂျီယိုမန်ဆာတယောက်ကတော့ကန်ကိုရှာပုံတော်ဖွင့်ပြီးတော့တွေးခဲ့ပါတယ်ဂျီယိုမန်ဆာဆိုတာကျွန်တော်တို့ဒီသူတို့ကဟီလာလည်းဟုတ်တယ်နန်းတော်တို့ဘာလို့စောင့်မယ်ဆိုလဲသူတို့ပါတယ်အိမ်မဟောရလားကျွန်တော်ဘယ်လိုခေါ်လဲအဲ့လိုလဲလုပ်တယ် spirit နဲ့ဆိုင်တဲ့မော်ပညာတွေလည်းလေ့လာပါတယ်ဆိုတော့ဒီဘဲတွေကကျွန်တော်တိုင်းပြည်တစ်ခုရဲ့ power အာဏာရှိတဲ့နေရာမှာသူတို့ရှိတယ်ပေါ့နော်ထားလိုက်ပါတော့အဆိုပါအနိုင်ဆိုတဲ့ဘဲကနောက်ဆုံး list အပြစ်ချခံထားတဲ့ရေကန်ကိုတွေ့ပြီးတော့ ဒီရေကန်ကအဲ့လောက်ကိုနဲ့တာဟုတ်ရဲ့လားသူ့ဘာသူကျောတိုင်းထွာမယ်ဆိုပြီးတော့ပိုက်တစ်ချောင်းနဲ့ရေထဲကိုပိုထိုးဒီထိုးဘလောက်နဲ့လဲလိုက်ပြီးတော့ဆန်းနေတာပေါ့ဒီဘက်ပိုက်ကဘလောက်ရှည်လဲတော့မသိဘူးထိုးရင်ဆန်းရင်းနဲ့နောက်ဆုံး list ချိန်မိနေတဲ့နေရာကိုသွားဆန်းမိရောအဲ့ဒါနဲ့ဟာဘာကြီးလဲမသိဘူးဆိုပြီးတော့ဆွဲတင်လိုက်တာပါဆရာသမားကအဲ့အလောင်းလဲတွေ့လဲတွေ့ရော အရင်စူးစမ်းလေ့လာကျင်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ်တိုင်ကလည်းမက်ဂျစ်ပါညာတုံးတက်တော့ list ကိုကြည့်ပြီးတော့ဟိုးခစ်တုံးကပုံစံလေးဖြစ်နေတော့အသက်သွင်းပြီးတော့အိုက်ခစ်တုံးကဘလို့လဲဘာလဲညာလဲဒီကန်အကြောင်းကိုလည်းမေးမယ်ဆိုပြီးတော့ list ကိုသွားအသက်သွင်းလိုက်ပါတော့တယ်ဗျာအဲ့ချိန် list မျက်လုံးလဲပွင့်လာရောဘာမှတော့မမေးရသေးဟိုးကတန်းပြီးတော့ဝါးမျိုးသွားတော့တာပါ list ကိုလှုပ်ကြံခဲ့တဲ့လူတွေတောင်လူပြင်းမှမရှိတော့ကြာပြီး list အကြောင်းကိုလည်းလောကကြီးကမေ့သွားပြီဆိုတော့သွားအသက်သွင်းမိတဲ့သူ့ကိုလည်းအပြစ်တော့ပြောလို့မရပါဘူး။ဒါပေမဲ့ဗျာဒီလောက်ထူးဆန်းတဲ့ရေကန်ကြီးတွေကတွေ့လာတဲ့အလောင်းအဲဒီလောင်းကလည်းမပုတ်မတိုးသေးဘူး။ဒါ့အပြင် အစီမံတွေကလည်း body ပေါ်မှာပတ်ထားတယ်။ဒါကိုသွားအသက်သွင်းတယ်ဆိုတော့ oh my god ဒီဘဲရှော့တာနဲတောင်နဲသေးရလို့ပဲပြောရမှလားမသိဘူး။ထားပါတော့အဲ့လိုနဲ့အဆိုပါကန်တွေကထွက်လာပြီးအသက် ပြောင်းဝင်လာတဲ့အချိန်မှာ list ဆိုတဲ့ undead ဖြစ်ပြီးတော့အဲ့နာမည်ရလာတာဖြစ်ပါတယ်။ Ethering ကို list မှာရန်ကျန်းနဲ့ magic စာအုပ်တစ်ခုရှိပါတယ်တဲ့။အဲ့စာအုပ်ထဲရေးပါတဲ့ magic တွေကစလို့ dark magic တွေအစုံ ပါတဲ့ပုံပါပဲ။ဆိုတော့သူ့အတွက်ရေးပါတဲ့မော်စာအုပ်တစ်ခုပေါ့ဗျာ။အဲ့စာအုပ်ကိုလည်းသူ့ကိုလှုပ်ကြံတဲ့လူတွေကတခါတည်းသူနဲ့တူဒီအစီမံပိတ်ဆိုင်နဲ့ပတ်ပြီးတော့ပြစ်ချလိုက်တာဖြစ်ပါတယ်။တခါရဲ့ list ကိုသူ့ရဲ့မှော်အပြောက်ဆိုပြီးတော့ဒီရေကန်ထဲမှာရှင်းခဲ့တာပါ။ အဲ့စာအုပ်ကိုအင်ဂိမ်းတွေရဲ့ဆက်တချို့မှာတွေ့နိုင်ပါတယ်။ law နဲ့ဆိုင်တဲ့ item တွေရဲ့ description မှာအခုလို law အကြောင်းလေးထည့်ပေးထားတာတွေ့ရမှာပါ။ပြီးတော့ list ရဲ့ဒီ immortal ခေါင်းလေးအကြောင်းပြောအောင်။အကြောင်းရင်းကတော့သူလူဘဝမှာဆောင်းကျန်းနဲ့မှော်စရာတယောက်ဖြစ်နေချိန်တိုင်းပြည်တစ်ခုလုံးကိုတောင်သူအစွမ်းနဲ့ချုပ်ကင်ထားချိန် Flower Crown ဆိုတဲ့ trap တစ်ခုကိုအရန်ပိုင်ဆိုင်ဂျင်လွန်းလို့တိုင်းပြည်တစ်ခုအောင်ရင်တစ်ခုပတ်ချခဲ့ရလို့ဆိုပါတယ်။ဒါပေမဲ့သူဘလောက်အစွမ်းပါဝါအာဏာရှိရှိအသက်ရှင်နေချိန် ဲ့ crowd ကိုရှာမတွေ့ခဲ့ပါဘူး။နောက်တော့လုံးကြံခံရပြီးတော့ရေကန်နဲ့ရောက်သွားတာပေါ့ဗျာ။ဒီလောက်ကျန်းတဲ့ဘဲကဘာလို့ရှာမတွေ့ခဲ့တာလဲဆိုရင်အဲ့တရဖူကအသက်ရှင်နေတဲ့လူဝစ်လို့မရလို့ပါပဲ။အခုဒီ immortal crowd ကသူ list ဖြစ်ပြီးမှရှာတွေ့ပြီးဝစ်နိုင်ခဲ့တယ်လို့ပဲသတ်မှတ်ရမှာပေါ့။သူက undead ဖြစ်နေပြီဆိုတော့ဒါဝစ်လို့ရသွားရဲဆိုတဲ့သဘောမျိုးပေါ့။ list က roastly မှာဖြစ်တဲ့စစ်ပွဲကိုသူကိုယ်တိုင်ဝင်မပါပါပဲဘေးကနေပြီးတော့မီးလောင်ရလေးပင့်ပေးခဲ့တယ်လို့ဆိုပါတယ် ဘာကြောင့်ရေလို့တော့အတိအကျမသိပေမဲ့ list ကသူအကျိုးမြတ်မြတ်ပဲဘာမှလုံးမဲ့လူမဟုတ်တော့တော့သိကြပါတယ်။အဲ Rosely ဆိုတဲ့နေရာက Legion Commander ရဲ့စစ်တပ်နဲ့ X2 ရဲ့ Oglory မျိုးနယ်တွေရဲ့ Remis စစ်တပ်စစ်ပွဲဖြစ်ခဲ့တဲ့နေရာပါ။ Rosely အကြောင်းသိကြနေဆိုလို့ရှိရင်ကျွန်တော်လုတ်ခဲ့တဲ့ LC Law နဲ့ X Law ကိုတွားကြည့်ဖို့ပြောချင်ပါတယ်။အဲ့တန်းကနည်းနည်းတော့ရှုပ်တယ်ဗျာ။ဘာဖြစ်လဲဆိုတော့ Rosely မှာလဲစစ်ဖြစ်နေခြင်း Weeping Rose မှာလဲလမ်းညုံးက SF2 ရဲ့ Countdown Rister နဲ့ Silencer AN2 ရဲ့ Tyler Estate အဖွဲ့နှစ်ခုလုံးကသူ့ကိုလိုက်ရှင်းနေလို့ Weeping Rose မှာလာခိုးလုံနေတဲ့အချိန်လည်းဖြစ်တယ်လို့ Crystal ကလည်းအဲ့ဒီ Weeping Rose ကိုရောက်နေပါတယ်။အဲ့ဒါတွေမပြီးသေးဘူး။ Legion Commander ကိုတစ္ဆာဖောက်မဲ့ Legion Commander ရဲ့လက်ယုံ Risk ကလည်းသူ့အကြံတွေကိုအကောင့်ထဲပုံနေတဲ့အချိန်မှာဆိုတော့အဲ့ဒီအချိန်မှာကအကုန်လုံးကမိုးမီးလောင်နေတဲ့အချိန်ပေါ့ဗျာ။ဒီလိုရှုပ်ရှက်ခတ်နေတော့ Lich ကသူ့အကျိုးအတွက်အသုံးချဖို့ဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတာကြံနေတဲ့ပုံပါပဲ။ You disgust me, Leech. Your sacrifices serve no one but yourself. Had you chosen to live, Leech, what a magus you could have been. ဒီနေရာမှာ Ruby ပြောတယ်မင်းဘလောက်ကောင်းတဲ့ magus တယောက်ဖြစ်လိုက်မလဲဆိုတာက magus ဆိုတာမှော်စရာရတဲ့အကျဉ်းဆုံးတိုက်တယ်တခုပေါ့ဗျာ။သူတို့ကလည်းအဖွဲတခုအနေနဲ့ရှိနေတာပါ။အဲဒီမှာမှ Grand Magus ဆိုတဲ့ဆရာကြီးနေရာကို Ruby ကရထားတာဖြစ်ပါတယ်။ဆိုတော့ သူဆိုလိုချင်တဲ့သဘောမျိုးက list တာ DN တက်မျိုး list မဖြစ်သွားရင်သူ့အနေနဲ့တကယ်ကျမ်းနဲ့မှော်ဆရာ makers တပေါင်ဖြစ်လာနိုင်တယ်လို့ပြောတာပေါ့နော်အဲ့တော့အဲ့ဒီ makers ဆိုတဲ့ဟာဘာလဲသူတို့အဖွဲ့ကဘလို့လဲ rubik ကရောဘာဖြစ်လို့အဲ့ဒီ grand makers ဆိုတဲ့နေရာကိုရခဲ့ရလဲဆိုတာကိုသိချင်တယ်ဆိုရင် rubik law မှာကြည့်နိုင်ပါတယ်ခင်ဗျာကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲ list law တဲ့တခြားဆက်ဆက်နေတဲ့ကျွန်တော်လုပ်ပြီးသားဗီဒီယိုလေးတွေလည်းညှိုးမိခဲ့တာမျိုးရှိပါတယ်စိတ်ဝင်စားရင်တွားကြည့်နိုင်ပါတယ် ဒီဗီဒီယိုသဘောကျရယ်ဆိုရင်တော့တို့ရှိသမျှဘတ်တန်တွေအကုန်လုံးသာနှိပ်ခဲ့တော့ဗျာနောက်မှတွေ့ပါမယ် guys